ရင်ဗီဒီယိုမှာကျွန်တော်က mouse ရဲ့ left button နှိပ်လိုက်လို့ရှိရင် console ထဲမှာ shoot ဆိုတဲ့ option ထွက်လာပါမယ်။ဒီခါမှာကျွန်တော်က shoot ဆိုတာမထွက်ဘဲနဲ့ကြီးစံထွက်အောင်လုပ်ကြမှာ။ပထမဆုံးကျွန်တော်ကြီးစံတစ်ခုကို unity နဲ့မှာဖန်တီးရပါမယ်။ပြီးရင် serialize v variable သုံးခုကိုချိန်ညာပြီးတော့ bullet speed ရဲ့ bullet prefer ရဲ့ပြီးရင် bullet track map game object ကို assign လုပ်ရပါမယ်။နောက်ပြီး javascript ထဲမှာ shoot method ကိုရေးပြီးတော့ bullet ကိုဘယ်လို instantiate လုပ်မလဲကိုတွေရေးရပါမယ်။ပြန် bullet ထဲက rigid body ကိုသုံးပြီးကျွန်တော် physics ထည့်ပြီးတော့ force နဲ့ပြင့်မဲ့အတွက်ကြောင့်ကျွန်တော် f4 ဆိုတဲ့ method ကိုရေးလိုက်ပါမယ်။ ပြီးရင်ကုတ်ဆေးပြူရင်ဂျင်နဲ့ပြတ်သွားလိုက်မယ်။အဲ့ဒါဆိုရှင်ကျွန်တော်တို့ကြည်စံထည့်နေရပါပြီ။ဒါပေမဲ့မိတ်ဆွေကိုယ်တိုင်ကဂိမ်းတွေကိုဘယ်အစဖန်တီးရမလဲမသိဖြစ်နေတယ်။ဂိမ်း development မှာ programming ပါဝင်တဲ့ကြောင့်ခက်တဲ့ထင်ပြီးကြောက်နေကြရသလိုတွေကကျွန်တော်တို့ gaming ကမြန်မာကနေဂိမ်းတွေဖန်တီးတတ်အောင်သင်ကြားပေးတယ်။ကိုယ့် game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။အတန်းမှာမိတ်ဆွေရဂိမ်းသုံးခုကိုနှစ်လတွင်ဖန်တီးနေမှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလည်း certificate ပြင် professional game developer တယောက်ဖြစ်လာဖို့အတွက် roadmap လမ်းကြောင်းကိုလည်းဆက်ပြပေးသွားမှာပါ တန်းကြီးကတော့နှစ်သိန်းကျပ်တက်ပါတယ်။ကျွန်တော်ရဲ့ best return ကတော့လာမယ့် April ခန်းထဲမှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူဦးရေ15ရောက်တာကျွန်တော်တို့လက်ခံပါတယ်။အတန်းကလူပြည့်မြန်လာကြအောင်အခုပဲ gaming ကမြန်မာ page မှာလာရောက်စုံစမ်းထားလိုက်